ရှိရတဲ့အကြောင်းအရာကတော့ကျွေးထူတဲ့တက်တက်ခိုင်မှာရွေးကောက်ပွဲဝင်ခွင့်ပြုဖို့မင်းအောင်လှိုင်ထံကိုတနာခန်စာတင်ခဲ့တော့လဲမင်းအောင်လှိုင်ကမတနာလို့ရွေးကောက်ပွဲဝင်ပြိုင်ခွင့်လုံးဝဆုံးသက်နေကုန်ချုပ်သွားပြီဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင်အတည်ပြုပြောဆိုပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်က၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ထားတဲ့ပေါ့တက်ညာစဉ်းစားပေးရတဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပြုဖို့ရွေးကောက်ပွဲကော်မရှင် UEC နဲ့မင်းအောင်လှိုင်ထံကိုတနာခံစာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။အောက်တိုဘာလနှောင်းပိုင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှာအကျွေးပေးရန်ရှိနေတဲ့အချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းတို့ရတွင်တသက်ခိုင်ကပြန်လည်စဉ်းစားပေးဖို့မင်းအောင်လှိုင်နဲ့ UEC ဥက္ကဋ္ဌထံကိုအတနာခံစာတင်ထားကြောင်းအဆိုပါတနာခံစာများကို UEC ဘက်ကပြန်လည်တုံ့သက်စဉ်းစားရမှာ ဥပဒေစီမြင့်စည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ခဲ့ပြီးမင်းအောင်လှိုင်က UEC ရဲ့ဆုံးဖြတ်ချက်အတိုင်းအတည်ပြုပေးခဲ့ကြောင်းသိရပါဗျ။ရန်ကုန်တိုင်းမြို့သားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာအမည်စင်းတည်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်ဟာသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ဂါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေသဖြင့်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစရင်မှပယ်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းအနားပုံမှန်၈ဂါကြီးပါလွှတ်တော်ကိုယ်စားလှယ်အရေးရှင်းသတ်မှတ်ချက်မှာနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မတည်မြော်တဲ့ပေးရန်တာဝန်ကင်းရှင်းသူများလို့ပြဋ္ဌာန်းထားရာတက်တက်ခိုင်မှာကမောစာဘန်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေသဖြင့်အဆိုပါဥပဒေပုံမှန်နဲ့လည်းညှိစွန်းနေကြောင်းသိရှိရပါတယ်တက်တက်ခိုင်ကတော့၎င်းအနေနဲ့ American dollar 185တန်တန် ဝေကျအားဖြင့်840ဘီလီယံတန်68 resident အင်အားစီမံကိန်းအတွက်ကမ္ဘောဇာဘဏ်မှအကျွေးယူခဲ့ပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအတိုးကို10နှစ်တန်သည်ဖြစ်စေ10နှစ်တန်သည်ဖြစ်စေဆက်လက်ပေးဆက်သွားမှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲများကျင်းပပြီးထောက်ဖော်ပြောဆိုခဲ့မှုပါတယ်